ဟက်မီယာထိုင်တာဆိုတဲ့ဒီကောင်လေးဟာ1986လောက်ကတည်းကညွတ်တုံသွားတဲ့တရားစင်တွေပါဒီနေ့မှာတော့ဟက်မီယာထိုင်တာတွေမင်းနေရာမှာနေထိုင်ခဲ့ကြတယ်။ဘာကြောင့်မျိုးတုံးရဲ့ဒီဖြစ်ခဲ့ရတဲ့ဆိုတဲ့အကြောင်းအရာတွေကိုပြောပြပေးပါမယ်။ဟက်မီယာထိုင်တာတွေကိုပထမဆုံးတွေ့ခဲ့တာကတော့ဩစတေးလျရဲ့ဟက်မီယာကျောင်းမှာပဲဖြစ်ပါတယ်။အမိုင်အထောက်တာရ လုံခဲ့တဲ့နှစ်ပေါင်း၄၃ခန့်ကလေးကဩစတေးလျကျောင်းမှာနေထိုင်ခဲ့ကြတာပါ။ ဆက်ရှိမီယာထရိုင်ယာလို့ခေါ်ရတဲ့အကြောင်းရင်းက2005ခုနှစ်ခါကအင်္ဂလန်မှာသူတေသနာတွေဟာဆက်ရှိမီယာကျွန်းကိုတွားရောက်ရမှာပြရှိခဲ့ကြပြီးကျွန်းမှာနှင်းနဲ့ပါတာကြောင့်ဆက်ရှိမီယာထရိုင်ယာလို့အစ်ပယ်အလိုင်းမတန်းတင်ထားခဲ့ကြတာပါဆက်ရှိမီယာထရိုင်ယာတွေဟာခွေးလိုပုံစံမျိုးနဲ့ကြားလိုနှင်းနဲ့ရှင်းလို့လည်းမကပဲတာဖိတ်ကောင်းလေးလိုမျိုးနဲ့တန်းငွေထည့်တဲ့အိတ်တွေပါပါရှိတဲ့သူဆွေးနဲ့တရေဆန်တွေပါဆက်ရှိမီယာထရိုင်ယာတွေဟာ ။ဘာနေရလဲခုနှစ်နှစ်လောက်ထိအသက်ရှင်နေကြပြီ။တဘောအထင်းမှာလေးကူးစားတည်ဆုံးနေတဲ့ဒေးရှင်လည်းမဟုတ်ပဲလူတွေရဲ့အမင်းလိုက်တက်ပြတ်မှုကြောင့်လားမြို့တုံးခဲရတာပါ။စေကိုရာဇီအတွက်ကကရှင်မီးယားကျွန်းမှာကျွေးနွားနဲ့တူးမွေးမှုရဲ့လုပ်ငန်းတွေကိုဝိရှိလာတာနဲ့အမျှကရှင်မီးယားထိုင်တာတွေကိုတိုးကိုးစားတဲ့တရေးရှင်တွေလို့ယုံကြည်လာကြပြီ။ကရှင်မီးယားအစိုးရကလည်းအကောင်တက်နိုင်ရင်ငွေကြေးပေးတဲ့ စူရစ်စနစ်ကိုထုတ်လိုက်တာကြောင့်ဒီသမားတွေနဲ့တခြားအမေရိကန်သမားတွေရဲ့အမေးလိုက်မှုကြောင့်ကက်ရှမီးယားထရိုက်ကအများအပြားသိဆုံးခဲ့ရပြီးအဲ့ဒီချိန်တော့သဘောတိပ်ပံဖို့စိတ်ဝင်စားမှုနေတာမို့လူတို့ကိုခောက်ွယ်ပေးမဲ့သူရှိခဲ့ကြပါဘူးနောက်ပိုင်းမှာမျိုးတုံးတဲ့အထိဖြစ်လာပြီးနောက်ဆုံးဖမ်းမိခဲ့တဲ့ကက်ရှမီးယားထရိုက်ကတော့ကတော့933ခုနဲ့မှာဖမ်းမိခဲ့တာဖြစ်ပြီးဘက်ဂျင်မင်းလို့နာမည်ပေးပြီး ဂျက်ရှင်မီယာရဲ့ COVID-19 ရောဂါထိန်းသိမ်းထားခဲ့ပါတယ်။ဘာဂျမင်းဆိုတဲ့နောက်ဆုံးပြန်မိထားခဲ့တဲ့ဂျက်ရှင်မီယာထိုက်ကဟာကတော့936ခုနဲ့စက်တင်ဘာလ9ရက်နေ့ကတည်ဆုံးခဲ့ပြီးကတော့986အရောက်မှာတော့ဂျက်ရှင်မီယာထိုက်ကတွေရုံးတုံတော့ပြီဖြစ်ကြောင်းကိုအေးဝင်ကြညာခဲ့ပါတယ်။တကယ်တော့ ASN Music တစ်ခုမျိုးတုံသွားတာဟာသင်တဲ့လောက်တော့မရောချင်းပဲတဘွားခေတ်စနစ်တစ်ခုပဲ။ ဆုံးရှုံးလဲရတာနဲ့အတူတူပါပဲလူတွေရဲ့အတွေ့အကြုံအမှားရင်းတွေကြောင့်မျိုးတုံးတွားခင်းရတယ်ဆက်စမီယာထိုင်ကတွေကလည်းဒီကဘာမြေကြီးမှာနေထိုင်ခွင့်ရှိတဲ့ရိတ်ရှင်တွေလည်းဖြစ်ပါတယ်အစိုးရကြီးပိတ်ခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ဖေးနေပါ